မြို့နယ်အများအပြားကိုတင်ပိုက်ထိန်းချုပ်ထားတဲ့အရဟတတဟာဒီကနေ့ရခိုင်ပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုအင်တိုက်အတိုက်လှုပ်ဆောင်နေပါတယ်။လက်ရှိစစ်တွေကြောက်ဖြူမှာတိုက်ပွဲတွေရှိနေပေမဲ့လည်းအေထိန်းချုပ်ထားတဲ့မြို့နယ်ဆင်းကားခုမှာပြန်လည်တည်ဆောက်ရေးတွေကိုပူးပေါင်းလှုပ်ဆောင်နေပြီးတော့ရခိုင်မြို့သမီးတွေကလည်းကန္နာပေါင်းစုံကနေပူးပေါင်းပါဝင်နေကြတာပါ။နောင်လာဖို့မြို့ဆောင်တိုက်ကိကနာဒီမှာ၄၀ချက်မှရနေတာပြင်ပညာရ ိုင်းစီးပွားရေးအနေထားပေါ့နော်ကျွန်တော်တို့ကာကွယ်ရေးအနေထားတင်ပါလေဆိုတော့ပြည်သူကြီးဆိုအာတာဆိုတော့ပေါင်းလာဆိုတော့ဘူးတို့ညောင်းဆိုတော့ညောင်းပြီးအဲဒီရရဲ့တော့နည်းအမရီလေးကျွန်တော်အပိပါရီ ULAA အနေနဲ့လေအမျိုးသမီးတွေပါဝင်လာမှုကိုအလေးထားသလိုပညာရေး၊ကျန်းမာရေး၊အုပ်ချုပ်ရေးစတဲ့ဂန္ဓာတွေမှာအမျိုးသားတွေနဲ့ဒန်းတူညီမျှလောက်ပိုင်ခွင့်ပေးထားတယ်လို့လည်းသိရပါဗျ။ အဓိကရခိုင်အမျိုးသမီးတွေဟာရခိုင်ပြည်တိဆောက်ရေးအတွက်ကြက်မာရေးပညာရေးလုံခြုံရေးကာကွယ်ရေးအုပ်ချုပ်ရေးဥပဒေပြုရေးစတဲ့ကဏ္ဍအသီးသီးတွေမှာပါဝင်လို့အရင်ကထက်များလာတယ်လို့ပြောဆိုကြပါတယ်ကျမရဲ့ကင်နာတွေမှာဆိုရင်လည်းမြေပြင်မှာနေတကာလေးပြီးတော့လူမျိုးပေါင်းစုံကိုကျမ်းမာရဲ့ဆောင်ရှောက်မှုတွေပေးနေတာကိုလည်းမြင်တွေ့နေရတာလည်းဖြစ်ပါတယ်။အဲတဖာမှာလည်းဒီအဲအရခပြည်သူအစိုးရလုပ်နေစဉ်ဒီ အရင် recordability အပြင်ကျဲမာရီကန်တာဒီရောက်ကန်တာဒီမှာဆိုကြအမျိုးသမီးတီထေးထေးဝေါ်ဝါပေါဝန်လာစတဲ့တူရပါတယ်အပြင်တမမစတဲ့ authority ကန်တာဒီမှာဆိုကြလေအပူပြီးကအနာဂီအတူလာရပါတယ် KSS ဖော်ဝါရကြီးစိုးတဲ့လူအဖွဲ့အစည်းမှာ အမျိုးသမီးအခန့်ငယ်တာတွေအတိမဲ့ပြုမခံရတဲ့အပြင်ဖိနှိပ်ရှုပ်ရှိတာတွေကိုပါအမျိုးသမီးတွေကြုံတွေ့ခဲ့ရပါတယ် ဒါပေမဲ့အခုလက်ရှိမှာဆိုရင် ULAA အနေနဲ့အုပ်ချုပ်ရေးရတရားတွေမှာအမျိုးသမီးတွေပို့ပြီးပါဝင်လာနိုင်ဖို့အတွက်ရှာပြစည်းရုံးတာတွေကြားမတန်းတူညီများရေးတွေဆောင်ရွက်စီပြီးတော့အမျိုးသမီးအခန့်ကဏ္ဍတွေအကောင်းလာစေဖို့လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အဓိကတော့ဒီ for the education and the economy and the rapport ရထရန်ဒူသမီးတွေကိုလေသူဌာနဆိုင်ရာဒီမှာအမ်ရောင်းပါရီကောလီကောဒီယာဘော်ရီ နောက်ပြုံးပြမရှိလူကြီးအောစုတီပါလူကြီးအောစုတီလေးတို့ဒီပြေဒီပညာရီဌာနချိန်မရီဌာနဥရှိုးရဥပဒေပူတရောစီအောင်ဌာနဒီမလီတို့ရှိရလူကော်တီရပါတယ်ဒါပြင်ရခိုင်ပြည်ရဲ့လူမှုရေးနိုင်ငံရေးစီးပွားရေးအခွင့်အရေးတွေမှာအမျိုးသမီးတွေရဲ့ပါဝင်မှုပိုတိုးလာစေဖို့အတွက်လည်းအခုထက်ပိုပြီးဆောင်ရွက်သင့်တယ်လို့အမျိုးသမီးရဲ့လှုပ်ရှားသူတွေကထောက်ပြပြောဆိုကြပါတယ်ရခိုင်ပြည်တိဆောက်ရေးအတွက်အမျိုးသမီးတွေရဲ့ဥဆောင်မှုတွေ အမျိုးသမီးတွေရဲ့အခင်ကြရတွေစွန့်ဆောင်ရည်တွေကိုမြင့်တင်ပြီးအမျိုးသမီးကောင်းဆောင်ကောင်းတွေဖြစ်လာအောင်ပန်ပိုးဆောင်ရွက်ပေးဖို့အတွက်အမျိုးသမီးတွေလိုလားနေကြပါတယ်။